ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့ဒီတခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာပါပထမဆုံးနိုင်ငံတကာသတင်းအနေနဲ့ ဒီ NATO နိုင်ငံတွေဘတ်ဂျက်တိုးသုံးမဲ့ကိစ္စနဲ့စပါမယ်။ NATO လို့ခေါ်တဲ့ဒီအမေရိကနဲ့ဥရောပနိုင်ငံတွေပါဝင်တဲ့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကာကွယ်ရေးအသုံးစရိတ်တွေကိုဒီနိုင်ငံ GDP ရဲ့900ခန့်နှုန်းအထိတိုးမြင့်သုံးဆွဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လာမယ့်10နှစ်ပေါ့နော်ဒီ2035ခုနှစ်မှာ NATO နိုင်ငံတွေဟာကာကွယ်ရေးတရက်အသုံးစရိတ်ကို 3.5ခိုင်နှုန်းအထိသုံးဆွဲမှာဖြစ်ပြီးတော့ကျန်တဲ့1.5ခိုင်နှုန်းကိုတော့ကာကွယ်ရေးနဲ့ဆိုင်တဲ့အခြေခံအဆောက်အုံတွေမှာရင်းနှီးမြှုပ်နှံမှုတွေလုံကြဖို့သဘောတူခဲ့တာဖြစ်ပါတယ်အခြေခံအားဖြင့်တော့နေတိုအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်လာမှာဖြစ်ပြီးတော့တချို့နိုင်ငံတွေအတွက်တော့နှစ်ဆသုံးဆမြင့်တက်လာမှာဖြစ်ပါတယ်။ဒါဟာအမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့တောင်းဆိုချက်ကိုကျေနပ်အောင်လိုက်လျောလိုက်တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်အမေရိကန်သမ္မတဖြစ်လာတဲ့အချိန်ကစလို့နေတိုးနိုင်ငံတွေကိုကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်ဖို့တောင်းဆိုနေရတာပါနေတိုးနိုင်ငံတွေအနေနဲ့ကာကွယ်ရေးအသုံးစရိတ်နည်းနည်းလေးပဲတုံးပြီးအမေရိကန်ရဲ့အကာအကွယ်ကိုယူနေကြတာဟာမတရားဘူးလို့လည်းသူကပြောပါတယ်တစ်ဖက်မှာလည်းဒီဥရောပနိုင်ငံတွေဟာရုရှားရဲ့ကျူးကျော်မှုအနေနဲ့အကြမ်းဖက်မှုအနေတွေကိုရင်ဆိုင်ဖို့ဘတ်ဂျက်တိုးမြင့်ခဲ့တာလို့ဆိုပါတယ်နေတိုးဖွဲ့ဝင်နိုင်ငံပေါင်း32နိုင်ငံရှိပြီးတော့ဒီ ီဥရောပနိုင်ငံအများစုနဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်ပါတယ်